ပရိသတ်တွေကိုလဝင်းရတာအပြည့်ပေးနိုင်ခဲ့ပေမဲ့ဒီလိုအချက်တွေကြောင့်ပြန်ဖို့ကိုရှုံးနေသွားခဲ့တဲ့ဆိုလင်ဦးအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်မလာရှီးယားနဲ့မနက်ပိုင်းမှာကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲကြီးမှာတော့မြန်မာလဝင်းဖိုက်တာဆိုလင်ဦးတယောက် ပြန်ဘက်ရုရှားကစားသမားကိုအမှတ်နဲ့ရင်းနှီးသွားခဲ့ပြီပဲဖြစ်ပါတယ်မြန်မာလဝေကစားသမားတွေဟာပြည်ရင်းမှာတော့လဝေပညာကိုအသုံးချနိုင်ကြပြီမယ်နိုင်ငံတကာနဲ့ရှင်ရင်တော့အားနည်းနေကြပါသေးတယ်ဒါပေမဲ့ဒီပွဲမှာတော့ဆိုလင်ယွန်းကပြန်ဘက်ရုရှားကစားသမားကိုအမိရထွန်းနှက်မှုတွေနဲ့ကောင်းကောင်းချင်းချောင်းနိုင်ခဲ့တာပေါ့ဒါကြောင့်ပရိသတ်တွေအားရခဲ့ကြပြီမယ်ဆိုလင်ယွန်းကတော့ပွဲအတွင်းရရှိခဲ့တဲ့အနိုင်ရနိုင်မဲ့အခွင့်အရေးကောင်းတွေကိုကောင်းကောင်းအသုံးမချတတ်တာကြောင့်နောက်ဆုံးမှာတော့အမလို့အမရစွာနဲ့ပဲပြန်ဘက်ကစားသမားကိုအရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ် ဆိုလင်းဟာရုရှားနဲ့ပွဲမတိုင်ခင်အရှိမလဲနှစ်ပွဲထိုးထားပြီးနှစ်ပွဲစလုံးအရှုံးရလက်တွေထွက်ထားတာပေါ့ဒါကြောင့်ယခုရုရှားနဲ့ပွဲစဉ်မှာတော့ဘရက်ဒတ်တီကအနိုင်မျောလင့်ထားကြပေမဲ့မျောလင့်ချက်တွေနဲ့လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်လဝိတ်ပညာကလက်သီးထိုးတက်ရုံတစ်ခုတည်းနဲ့လည်းမပြည့်စုံသေးပါဘူးမြမလဝိတ်ပြန်ပွဲတွေမှာတော့လက်သီးတစ်ခုတည်းကိုပဲအားကိုးလို့မရတော့အလုံးအသိပေါ့ဖြတ်ထွဉံသုံးတက်ဖို့ကလည်းအရေးကြီးပါတယ်ဝမ်းပြန်ပွဲတွေလိုနိုင်ငံတကာပွဲစဉ်တွေမှာတော့ပို့ပြီးတော့ဖြတ်ထွဉံသုံးတက်ဖို့ကလိုပါတယ် လက်သေးတစ်ခုတည်းကိုပဲအားကိုးနေရင်တော့ပွဲချိန်ကြလာတာနဲ့အမျှအာရုံလာပြီးအရှုံးနဲ့သာရင်ဆိုင်ရဖို့ပါပဲပွဲချိန်တွေကိုတုံးသက်ပြီးတစ်ဖက်ကစားသမားကိုလှည့်စားအနိုင်ယူတတ်ဖို့ကလည်းလိုပါသေးတယ်မြမလဝိကျော်စိုးလင်းဦးနေနဲ့ဒီလိုဖြတ်ထွန်းညာတွေကိုတုံးတက်ဖို့လည်းအများကြီးလိုအပ်နေပါသေးတယ်ဆိုပြီးလဝိတ်ကြောင့်နားလေကြတဲ့ဝါသနာရှင်တွေကထောက်ပြလာကြတာပဲဖြစ်ပါတယ်။နောက်ပြီးဆိုလင်းဦးနေနဲ့ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကလည်းအားနေနေခဲ့သေးတာပါ။ ဒီချက်တွေကြောင့်ပဲအခုပွဲစဉ်မှာဆွန်လင်းဦးတယောက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ဝမ်ပြိုင်ပွဲတွေမှာထိုးတက်နေကြတဲ့လဝင်ဖိုက်တာအများစုကအတွေ့အကြုံဘိုင်းမှာရောစူးစမ်းမှုဘိုင်းမှာပါမြမဖိုက်တာတွေထပ်ပေါ်ပြီးအားသာကြပါတယ်။မြမဖိုက်တာတွေမှာကအတွေ့အကြုံနဲ့ထင်သလောက်မရှိကြသေးသလိုလက်ချင်းရေးတွေမှာလည်းအားနေတာကြောင့်တကယ်တမ်းရှင်ပြိုင်တဲ့အချိန်မှာအရှုံးဆိုတဲ့ရလက်ကိုပဲအများနဲ့ရရှိနေကြတာပဲဖြစ်ပါတယ်။ နောက်ပြီးလဝိတ်သမားတယောက်နေနဲ့ဟာရပြေဆောင်အောင်စားသုံးပြီးကိုခါတောက်တင်းဖို့ကလည်းရေးချပါတယ်။ဆိုလင်းကတော့ပြန်ပွဲရှင်ပြိုင်ကန်ဒီအချိန်မှာသတ်မှတ်ထားတဲ့ဝိတ်နဲ့မကန့်ညီတဲ့အတွက်ကြောင့်ရေရွေများကြီးတောက်ပြီးသတ်မှတ်ထားတဲ့ဝိတ်တန်းညီအောင်စ조사ခဲ့ရပါသေးတယ်။မြန်မာလဝိတ်ဖိုင်တာတွေအနေနဲ့လေ့ကျင့်ကလည်းအမြဲမပြတ်လုပ်ပေးနေရပြီးအချိန်မှအိတ်အချိန်မှစားပြီးလေ့ကျင့်မှုအားကောင်းဖို့ကလည်းလိုအပ်ပါသေးတယ်။ဒီလိုအချက်တွေမပြည့်စုံသေးတာကြောင့်ပဲဆိုလင်းကပြန်ပတ်ဖိုင်တာကိုလက်သီးထုံးနဲ့ချင်းချောင်းနိုင်ခဲ့ပေမဲ့အလဲမထုံးနိုင်ခဲ့တာကြောင့်အမှတ်နဲ့ရင်းနှင်းခဲ့ရတာပါ။ ပရိသတ်တွေကတော့ဆိုလင်ကလာလာရှိတဲ့ကစားသမားတယောက်ဖြစ်နေသေးတာကြောင့်အခုရှုံးဖွဲတွေကနေသင်ကန်းစာယူပြင်ဆင်တင်တာပြင်ဆင်ပြီးအကောင်းဆုံးပြန်လာနိုင်မယ်လို့မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။တကယ်လို့သာဆိုလင်အနေနဲ့အားနည်းချက်တွေကိုအချိန်မီမပြင်ဆင်နိုင်ဘူးဆိုရင်အရှုံးတွေနဲ့ပဲကြုံရအောင်မှာပဲဖြစ်ကောင်းစာချုပ်ချုပ်ဆိုဖို့အခွင့်အရေးကိုပါလက်လွတ်လိုက်ရမှာပါ။ဒါကြောင့်ဆိုလင်အနေနဲ့ဒီနေရာထိရောက်စူးစမ်းလာခဲ့သမျှအလကားမဖြစ်ရလျောင်းတေချာအထောက်တင်နေဆိုပြီးသတိပေးလာကြတာပဲဖြစ်ပါတယ်။ ပြည်သက်တို့အနေနဲ့ရောလဝင်းရတာပေးနိုင်ခဲ့ပေမဲ့အရှုံးခေါ်တာပိုင်းဆိုင်လိုက်ရတဲ့ဆွန်လင်းဦးနဲ့ပတ်သက်ပြီးမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ